အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာလဲလမ်းညွှန်ချက်တွေနေရာတွေကို English လို့ဘယ်လိုပြောကြမလဲ။ကိုကတနေရာရောက်သွားတော့မယ်ဆိုရင်နေရာတွေကိုဘယ်လိုမေးမလဲ။ဒါမှမဟုတ်ကိုကရောဘယ်လိုမျိုး English လို့ပြန်ပြောမလဲဆိုတာတွေကိုဒီလိုလမ်းညွှန်ချက်တွေကိုသိထားမှအဆင်ပြေမှာပါ။ Okay အဲ့ဒါဆိုရင်လေ့လာကြည့်အောင်။ How to ask directions ဒီနေရာတွေလမ်းညွှန်ချက်တွေကို မေးကြမယ်ပထမအဆုံးအနေနဲ့ where it's where it's ကကြတော့ဗမာလဲလို့ပြောချင်တာတခုခုကဗမာလဲပေါ့နော်နောက်မှာသူက place တွေလိုက်မယ် place ဆိုတာနေရာတွေလိုက်မယ်ပေါ့နော် where is the bathroom where it's ဗမာလဲ the bathroom ရေချိုးခန်းကဗမာလဲ the bathroom ကဒါ place ပေါ့နော်အဲ့တော့ရေချိုးခန်းကဗမာလဲ where it's place တခုခုပေါ့နော် located လိုကိတ်တက်ဆိုတာတရှိရအဲ့တော့ဒီဒီနေရာမှာတခုခုထည့်လိုက်ပြောတော့ဥမာမန္တလေးပဲထားပါတော့ where it's mandalay located mandalay ကဗမာတရှိရလေအနောက်မှာ place တမမဟုတ် located လိုက်လို့ရတယ်နောက်တစ်ခုကကြတော့ကိုကတနေရာရာကိုသွားမယ်ဆိုရင်ဥမာဒီနေရာကိုကျွန်တော်ဘယ်လိုသွားရမလဲအဲ့လိုမျိုးမေးတဲ့အခါမျိုးမှာဆိုရင် how do i get to နဲ့လဲသုံးလို့ရတယ်လို့ how can i get to နဲ့လဲသုံးလို့ရတယ် အနောက်မှာတော့ place တွေလိုက်မယ်နေရာတွေလိုက်မယ်ပေါ့နော်အဲ့တော့ကြည့်ကြအောင် how do i get to the hotel how do i get to အဲ့ဒီကိုဘယ်လိုသွားရမလဲအနောက်က place ကိုဆက်ကြည့်မယ် the hotel ကျွန်တော်အဲ့ဒီ hotel ကိုဘယ်လိုသွားရမလဲ how can i get to the airport how can i get to ကျွန်တော်အဲ့ဒီကိုဘယ်လိုသွားရမလဲ the airport လေဆိပ်ကို အဲ့တော့ကျွန်တော်လေးစိတ်ကိုဘယ်လိုသွားရမလဲအနောက်မှာ place တွေလိုက်တယ်ပေါ့နော် how do i get to the earth museum how do i get to ဘယ်လိုသွားရမလဲ the earth museum အနုပညာပြတိုက်ကိုအဲ့တော့ကျွန်တော်အနုပညာပြတိုက်ကိုဘယ်လိုသွားရမလဲနောက်ထပ် proposition နဲ့ပတ်သက်ပြီးတော့ပြောပြပါမယ် in back of the plots noun ပေါ့နော်အနောက်မှာနောင်နေလိုက်မယ် အဲ့တော့ in back of the ကသူ့ရဲ့အတိတ်ပဲကတခုခုရဲ့နောက်မှာရှိရဲလို့ပြောချင်တာ she is in back of the car she is သူမသည် in back of the car ကားနောက်ခံတွင်ရှိသည်အနောက်မှာကနောက်လိုက်တဲ့ car ကနောက်ပေါ့နော်နောက်တဲ့တခုကတော့ behind the bloods နောက်ပေါ့နော်သူလည်းအလိုပဲအနောက်မှာနောက်နေလိုက်မယ် behind the ရဲ့အတိတ်ပဲကနောက်တွင်ရှိရဲတခုခုရဲ့နောက်မှာရှိရဲခုနကဟာနဲ့အတူတူပဲပေါ့နော် in back of နဲ့ behind the เนี่ย ဆင်ပါတယ်အဲ့တော့ they were behind the house they were သူတို့တွေကရှိခဲ့ကြတယ် behind the house အိမ်ရဲ့နောက်ကျောမှာသူတို့တွေရှိခဲ့ကြတယ်အိမ်နောက်ဘေးမှာရှိခဲ့ကြတယ်လို့ပြောချင်တာပေါ့နော် on the side of the blood now သူကကြတော့ on the side of the အတိတ်ဘက်ကကြတော့ဘတ်မှာရှိတယ်တခုခုဘတ်မှာရှိတယ်လို့ပြောချင်တာမျိုးဆိုရင် on the side of the နဲ့သုံးလို့ရတယ် I was on the side of the ducks I was ျွန်တော်ရှိခဲ့တယ်ဘာမှလဲဆိုရင် on the side of the decks စဝဲကုံအောက်ဘက်မှာရှိခဲ့ that's ကဒီညမှာနောင်းနေနေတုံထားတယ်နောက်တစ်တစ်ခုကတော့ by the blood now more no ဒီ by there ဆိုတဲ့အတိတ်ပဲအနီးနားတွင်ရှိရဲလို့ပြောချင်တယ်တခုခုရဲ့အနီးနားမှာရှိရဲပေါ့နော်အဲ့တော့ he ate by the river he ate အဲ့တော့သူစားတော့ခဲ့ရပေါ့နော် by the river မြေပင်းနားမှာသူစားတော့ခဲ့အနီးနားပေါ့နော် အဲ့တော့ river ကဒီမှာနောင်းနေနေတော့တယ်နောက်တစ်ခုကတော့ next to the blood နောင်းပေါ့နော်ဒီ next to the ရဲ့အဓိပ္ပာယ်ကဘေးကရက်မှာရှိရလို့ပြောချင်တာကိုယ့်ရဲ့ဘေးကရက်ပေါ့နော် we were next to the airplane we were ကျွန်တော်တို့ရှိခဲ့ကြတယ်ဘာမှလဲဆိုရင် next to the airplane ကျွန်တော်တို့လေယာဉ်သားမှာရှိခဲ့ကြတယ်နောက်တစ်ခုက beside the blood now beside the ရဲ့အဓိပ္ပာယ်ကသူကလည်းဘေးမှာရှိတယ် ခုနကကြဘေးကက်ရဲ့ပေါ့နော်အဲ့တော့ तू ကကြတော့ဘေးမှာရှိရ He was beside the counter he was तू ကရှိနေခဲ့ဗမာလဲဆိုရင် beside the counter ကောင်တာဘေးမှာ तू ရှိနေခဲ့ကောင်တာဘေးမှာရှိနေခဲ့ပဲ तू ကကောင်တာဘေးမှာတော့ကက်ရဲ့ရှိနေရမဟုတ်ဘူးခုနက next to there ကကြတော့ဘေးကက်ရဲ့ဒီ beside ကကြတော့ဘေးမှာရှိရလို့ပြောချင်တာအနောက်မှာတော့အကုန်လုံးနောက်နေပဲလိုက်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ on the left side of the blood now ပေါ့နော် on the left side of the အတိပဲကကြတော့တခုခုရဲ့ဘယ်ဘက်မှာရှိရလို့ပြောချင်တာ left ကဒီ left left ကဘယ်ဘက်ပေါ့နော်ဘယ်ဘက်ချမ်းအဲ့တော့ it's on the left side of the bat it's အဲ့ဒါကပေါ့နော် on the left side ဒီဘယ်ဘက်မှာရှိပမာလေးဆို off the bat အဲ့ရရဲ့ဘယ်ဘက်မှာရှိရဒီ bat ကဒီနေရာမှာနောင်းနေနေလိုက်ထားတယ်ပေါ့နော်အဲ့ဒါကအဲ့ရရဲ့ဘယ်ဘက်မှာရှိရလို့ပြောချင်တာ နောက်တစ်ခုကတော့ on the right side of the blood now ပေါ့နော်။သူကခုနဟာနဲ့အတူတူပဲ။သူကကြ right side ခုနက left side ပေါ့နော်။အဲ့တော့ right ကညာဘက်ညာဘက်မှာရှိရပေါ့နော်။အနောက်မှာ now လိုက်မယ်။အဲ့တော့ they were on the right side of me in the picture. they were သူတို့ကရှိခဲ့ကြတယ်။ on the right side of me in the picture. အဲ့တော့ငါရဲ့ညာဘက်မှာသူတို့ရှိခဲ့ကြ။အဲ့တော့ဒီတပုံထဲမှာငါရဲ့ညာဘက်မှာသူတို့ရှိခဲ့။သူတို့သူတို့နဲ့အတူရိုက်ခဲ့ရပေါ့နော်။အဲ့တော့ငါရဲ့ညာဘက်မှာသူတို့ရှိတယ်။ နောက်တစ်ခုကတော့ in the middle of the blood now ပေါ့နော်ဒီ in the middle of the ရဲ့အဓိပ္ပာယ်ကကြတော့အလဲတွင်ရှိရလို့ပြောချင်တာအလဲတွင်ရှိရပေါ့နော် they were in the middle of the field they were သူတို့ရရှိခဲ့ကြတယ်ဘာမှလဲဆိုရင် in the middle of တယ်ပေါ့နော်အလဲမှာရှိရ field လဲခွင်းထဲမှာရှိရအဲ့တော့သူတို့လဲခွင်းအလဲမှာရှိခဲ့ကြတယ်ဒီ field ကဒီနေရာမှာ noun အနေနဲ့သုံးထားတယ်နောက်တစ်ခုကတော့ in the center of the blood now in the center of the အတိတ်ဘက်ကအလဲတက်တဲ့မှာရှိရလို့ပြောချင်တာအနောက်မှာတော့တကုတ်ကနောင်ကပ်မယ်ပေါ့နော် he was in the center of the pool he was သူကရှိနေခဲ့တာဘာမှလဲဆိုတော့ in the center of the သူကအလဲတက်တဲ့မှာရှိနေဘယ်လဲတက်တဲ့မှာလဲဆိုရင် the pool ရေကန်ရဲ့အဲ့တော့သူကရေကူးကန်အလဲတက်တဲ့မှာသူရှိနေခဲ့ပြောချင်တာဆိုတော့သူကရေကူးကန်အလဲတက်တဲ့မှာသူရေကူးနေခဲ့တာပေါ့နော်နောက်တစ်ခုကတော့ between the blood noun ပေါ့နော် အဲ့တော့ Bitrin တဲ့ရဲ့အတိတ်ပဲကဂျားတွင်ရှိသည်လို့ပြောချင်တာ His house is between the school and my house His out is his house is အော်သူရဲ့အိမ်က between the school and my house between the school ကျောင်းနဲ့ and my house အိမ်ကြားမှာရှိခဲ့အော်သူရဲ့အိမ်ကကျောင်းနဲ့ကျွန်တော်အိမ်ကြားမှာရှိရပေါ့နော် နောက်တစ်ခုကတော့ on the other side of the plan now ဒီ on the other side of the အတိပ္ပယ်ကကြတော့တစ်ဖက်ဘက်မှာရှိရလို့ပြောချင်တာအဲ့တော့ he is on the other side of the classroom he is သူကရှိရဘာမှလဲဆို on the other side of the အဲ့တော့တခြားတစ်ဖက်မှာရှိနေရယ်ဘယ်နေရာရဲ့တခြားတစ်ဖက်မှာလဲဆိုရင် classroom စာသင်ခန်းရဲ့အခြားတစ်ဖက်မှာရှိနေကြတယ် နောက်တစ်ခုကတော့ on the opposite side of the plot noun ပေါ့နော်ဒီ on the opposite side of ရဲ့အဓိပ္ပာယ်ကတော့မျက်နှာချင်းဆိုင်လို့ပြောချင်တာမျက်နှာချင်းဆိုင်မှာရှိနေရယ်အဲ့တော့ she isn't on the opposite side of the room she isn't ဒီ she isn't ကတကယ် she is not လို့ပြောချင်တာအဲ့ဒါကိုဒီမှာသူကောက်ရိုက်လိုက်တော့ she isn't ပေါ့နော်အဲ့တော့အတန်ထွက်မယ်ဆိုရင် she isn't လို့အတန်ထွက်အဲ့တော့ she isn't on the opposite side of the room she isn't သူမှမရှိနေခဲ့ဘူး on the opposite side of အဲ့တော့မျက်နှာချင်းဆိုင်မှာ तू မမရှိနေခဲ့ဘူးဘယ်နေရာမျက်နှာချင်းဆိုင်မှာလဲဆိုရင် room the room ပေါ့နော် तू မကဒီအခန်းရဲ့မျက်နှာချင်းဆိုင်မှာ तू မမရှိနေခဲ့ဘူးနောက်တစ်ခုကတော့ below the blood noun ပေါ့နော် below the ရဲ့အဓိပ္ပာယ်ကတော့ out တွင်ရှိရလို့ပြောချင်တာ they left it below the chair they left သူတို့ရထားခဲ့ကြတယ်ဘာမှလဲဆိုရင်အဲ့ဒါဘူးပေါ့နော် they left it သူတို့အဲ့ဒါကိုထားခဲ့တယ် မာလဲဆိုရင် below the chair သူတို့ထိုင်ကုန်အောက်မှာထားခဲ့ကြတယ်အနောက်မှာနောင်းနေလိုက်တယ်ပေါ့နော် chair ကဒီနေရာမှာနောင်းနေနေသုံးထားတယ်နောက်တစ်ခုကိုဆက်သွားလိုက်ရအောင်နောက်တစ်ခုကတော့ under the plat noun ပေါ့နော် under the ရဲ့အဓိပ္ပာယ်ကအောက်တွင်ရှိရလို့ပြောချင်တာခုနကတော့ဟာကြတော့ below သူလဲအတူတူပဲပေါ့နော် below နဲ့ under ကဆင်းနေပေါ့နော်အဲ့တော့ she want under the table she want သူမက ရှိနေခဲ့တယ်ပေါ့နော် under the table အဲ့တော့သူမစပွဲကုံအောက်မှာရှိနေခဲ့တယ်ဒါမှမဟုတ်သူမစပွဲကုံအောက်ကိုဝင်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ above the blood now ပေါ့နော်ဒီ above the ရဲ့အတိတ်ဘယ်ကအထက်မှာရှိရဲ့လို့ပြောချင်တာ the fan is above the table the fan is ပန်းငါက above the table စပွဲကုံရဲ့အပေါ်ဘက်မှာရှိရဲ table ကဒီနေရာမှာနောက်နေနဲ့တုံးထားပါတယ်နောက်တစ်ခုကတော့ on the blood now on the ရဲ့အဓိပ္ပာယ်ကတော့အပေါ်တွင်ရှိသည်လို့ပြောချင်တာ we met on the boat we met ကျွန်တော်တို့တွေ့ခဲ့ကြတယ်ဘာမှလဲဆိုရင် on the boat မော်တာပေါ်မှာကျွန်တော်တို့တွေ့ခဲ့ကြတယ်ပေါ့နော်နောက်တစ်ခုကတော့ on top of the plane now on top of the ရဲ့အဓိပ္ပာယ်ကကြတော့တစ်ခုခုရဲ့ထိပ်မှာရှိနေရလို့ပြောချင်တာ they were on the top of the mandalay hill they were တို့တွေရရှိနေခဲ့ကြရတယ်ဘာမှလဲဆိုရင် on the top of mandalay hill သူတို့မန္တလေးတောင်ထိပ်မှာရှိနေခဲ့ကြတယ်။နောက်တစ်ခုကိုဆက်ပြီးတော့သွားလိုက်ရအောင်။နောက်တစ်ခုကကြတော့ outside the blood now ပေါ့နော်။ဒီ outside the ရဲ့အဓိပ္ပာယ်ကကြတော့အပြင်ဘက်မှာရှိရလို့ပြောချင်တာ။ He was outside the living room. He was သူကရှိနေခဲ့တယ်ဘာမှလဲဆိုရင် outside the living room အိတ်ခမ်းရဲ့အပြင်ဘက်မှာသူရှိနေခဲ့။ room ကဒီနေရာမှာနောင်ပေါ့နော်။နောက်တစ်ခုကကျတော့ inside of the plot now inside of ရဲ့အဓိပ္ပာယ်ကကျတော့အတွင်းထဲတွင်ရှိရလို့ပြောချင်တာ။ခုနကတော့အပြင်ဘက်ဆိုရင်အခုကအတွင်းထဲပေါ့နော်။အဲ့တော့ I was inside the office all day I was ကျွန်တော်ရှိနေခဲ့တယ်ဘာမှလဲဆိုရင် I was inside ကျွန်တော်ရှိနေခဲ့တယ်ဗောနော the office ရုံးခန်းမှာကျွန်တော်ရှိနေ all day တနေ့လုံးအဲ့တော့ကျွန်တော်တနေ့လုံးရုံးခန်းထဲတွင် ရှိနေခဲ့နောက်တစ်ခုကကြတော့ in the plot now ဒီ in the plot ကကြတော့သူကအแทးမှာလို့ပြောချင်တာခုနက inside နဲ့ in နဲ့ကမတူဘူးပေါ့နော် inside ကကြတော့အแทးတွင်ဒီ in ကကြတော့အแทးမှာလောက်ပဲပေါ့နော်ခုနက inside ကကြသူကကြလုံးလုံးလေးအားကြီးအแทးမှာရောက်နေရလို့ပြောချင်တာအဲ့တော့ဒီအောင်ဆက်ပြီးတော့တွက်လိုက်ရအောင် ြားကြတော့ခုန in the flat now ပေါ့နော်အဲ့တော့ she was in the apartment she was သူမကရှိနေခဲ့တယ်ဘာမှလဲဆိုရင် in the apartment ဒီတိုက်ခန်းမှာသူမရှိနေခဲ့တယ်ပေါ့နော် apartment ကဒီနေရာမှာ noun ပေါ့နော်အဲ့တော့နောက်တစ်ခုကကြာ at the flat now ဒီ at the ရဲ့အဓိပ္ပာယ်ကကြာတော့မှာရှိရပေါ့နော်တနေရာမှာရှိနေရဆိုရင်သူလဲ at နဲ့သုံးရရပေါ့နော်အဲ့တော့ကြည့်ကြ weren't they at the stadium ဒီ weren't ကကြတော့ were not ကိုပြောချင်တာအဲ့တော့ဒီနေရာမှာရေးလိုက်တော့ weren't ပေါ့နော်ဖတ်တဲ့ခါကျရင် weren't လို့ဖတ်ရပါတော့အဲ့တော့ weren't they at the stadium weren't မရှိခဲ့ကြဘူးလား they threw ya at the stadium အဲ့တော့အားကစားရုံမှာမရှိခဲ့ကြဘူးလားဒါကြတော့ question နေနဲ့မေးရပေါ့နော် question နေနဲ့လည်းမေးလို့လည်းရတယ် အဲ့နောက်တစ်ခုဆက်ပြသွားလိုက်ရအောင်နောက်တစ်ခုကကျ in the front of the planner in the front of the အတိတ်ဘယ်ကကျတော့ရှေ့တွင်ရှိသည်လို့ပြောချင်တာရှေ့မှာရှိရပေါ့ he was in the front of the hospital he was သူကရှိနေခဲ့တယ်ဘာမှလဲဆိုရင် in the front of the hospital သူကဆေးရုံရဲ့ရှေ့မှာရှိနေခဲ့နောက်တစ်ခုကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်တစ်ခုကကျတော့ on the bottom of the noun ပေါ့နော် on the bottom of the ရဲ့အတိပ္ပယ်ကကျတော့အောက်ခြေတွင်ရှိရလို့ပြောချင်တာ we sat on the bottom of the hill we sat ကျွန်တော်တို့ထိုင်ခဲ့ကြတယ် sit ရဲ့ past tense sat ပေါ့နော်အဲ့တော့ထိုင်ခဲ့တယ် on the bottom of the hill ကျွန်တော်တို့တောင်ကြီးမှာထိုင်ခဲ့ကြတယ်နောက်တစ်ခုဆက်ပြီးတော့သွားလိုက်ရအောင်နောက်တစ်ခုကကျတော့ near the flat noun ပေါ့နော်ဒီ near the ရဲ့အတိပ္ပယ်ကကျတော့အနီးနားတွင်ရှိရလို့ပြောချင်တာအဲ့တော့ she lives near my house she lives သူမနေရဘာမှလဲဆိုရင် near my house ငါရဲ့အိမ်အနီးနားမှာသူမနေတာ house my house ကဒီနေရာမှာ noun နေရာမှာသုံးတယ်ပေါ့နော်အဲ့နောက်တစ်ခုကကြတော့ far from blood now ဒီ far from ရဲ့အဓိပ္ပာယ်ကကြတော့အမှဝေးတယ်ဒီတနေရာနေပြီးတနေရာဝေးတယ်လို့ပြောချင်တာခါမျိုးမှာဆိုရင်ဒီ far from နဲ့သုံးတယ်အဲ့တော့ i live far from her i live ကျွန်တော်နေတယ်ပေါ့နော်ဘယ်မှာလဲဆိုရင် far from ဟာ သူမနဲ့ဝေးရပေါ့နော်အဲ့တော့ကျွန်တော်နေရနေရသူမနေရနေရနဲ့ဝေးရလို့ပြောချင်တာ far from ဝေးရနောက်တစ်ခုကတော့ far away from the blood now ဒီ far away from တဲ့အထိပယ်ကတော့တော်တော်ဝေးရလို့ပြောချင်တာခုနက far from ကကျတော့ तू ကဝေးတော့ဝေးရအရင်မဝေးဘူးပေါ့နော်ဒီကကျတော့ far away from တော်တော်ဝေးရလို့ပြောချင်တာအော် she works far away from the city she works သူမအလုပ်လုပ်တယ် far away from the city မြို့နယ်တော်တော်ဝေးတဲ့နေရာမှာသူမအလုပ်လုပ်တာဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်နောက်ရက်တွေမှာလည်း English ဘာသာစကားနဲ့ပတ်သက်ပြီးနေ့စဉ်သင်ကြားပြသပြီးမှာဖြစ်လို့စိတ်ဝင်စားရဆိုရင်ကျမရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်